ဘာတာကဘာ best wall အကောင်းဆုံးကဘာလာကြုံအကောင်းဆုံးကဘာကြုံမှာအညံ့ဆုံးစိတ်တွေနဲ့နေနေတယ်ပြီးရောဘာကဘာဘာလဲအကောင်းဆုံးဘုရားဘာသာတရားမှာပြောအကောင်းဆုံးကဘာဖခင်၅ဆုပွင့်တာနော်ရှေ့ကလည်း၄ဆုပွင့်သွားပြီနောက်လည်းအရင်မရိယပွင့်အောင်ပဲသူကဖခင်၅ဆုပွင့်တဲ့ကဘာအလွန်ကောင်းတဲ့ဘဒ္ဒကဘာကဘာနာမည်ရတော့မှာအစုသာရအစုလည်းပွင့်တဲ့သာရဖခင်မပွင့်တဲ့ကဘာမှာအလုတ်လုတ်တဲ့ဒါနသာရမရှိဘူးဒါနတော့ပြီးသာရမရှိဘူးသီလဆောက်တယ်သာရမဖြစ်ဘူး ဘုရားပွင့်လာတဲ့ဒါနလုပ်တဲ့သာရဖြစ်တဲ့အနှစ်သာရရတယ်။အနှစ်သာရရတယ်။တမာရီအနှစ်သာရရတယ်။တောင်းသာတဆုသာရနှစ်မန္တာဘုရားနှစုပွင့်တော့လူကြီးမျက်လုံးလေးကြီးရင်းရုပ်လေးတဲ့ကြီးနေတာပဲ။ပြောင်းတော့နဲ့ကြီးလိုက်ပြီမျက်လုံးလေးမှာပီရဆက်ခွေးတန်ပတ်တန်လေးခီတော်တွေခီတော်တကီဘုရား။နိုးနဲ့ရေလေးနဲ့မြန်ဆက်လိုက်တယ်လို့ပြောင်းတော့ကြီးနေချစ်တဲ့မျက်လုံးလေးနဲ့ကြီးတယ်မန္တာစိတ်ကလည်းပကတိကြီးနေနေတယ်။အလုံးသားကြီးနေတဆုသာရနှစ်မန္တာဝရသုံးစုသာသုံးစုကြတော့ဖခင်မြတ်သွားပြီ။ ။ပါရဂံနေမြင့်အောင်နေတဲ့ဝစီကံနေမြင့်အောင်နေတဲ့မနောကံနေမြင့်အောင်နေတဲ့ဟော။ကဘာပြောင်းလာတယ်။သာရမဏ္ဍလေးစုပြရတယ်။ဟောလေးစုပွင့်တဲ့ကဘာကြတော့သာရအနှစ်သာရလည်းရှိတယ်။မဏ္ဍအသူကနှစ်ခုကောင်းသွားတယ်။ဗဒ္ဒငါးစုသာတဲ့ဗဒ္ဒကဘာကြတော့အဲ့ဒီရှိရကောင်းတာတွေဒါနအလည်းအနှစ်ရှိတယ်လို့ရင်သီလဆောက်တည်လည်းအနှစ်ရမယ်။နိဗ္ဗာန်အနှစ်ရမယ်။အဲဒါနဒါနသာရသီလသာရသမာဓိသာရပညာသာရနိဗ္ဗာန်သာရရမယ်။ဟောစိတ်နှလုံးသားနဲ့လည်းကြီးမယ်။ ပေါ့မီအမြင်မြင့်မြတ်တဲ့ကာယကံဝစီကံမနောကံတဖြောင်းနဲ့ကာယဝင်ကဝစီဝင်က မနောဝင်ကအဲ့ဒီအကောက်တွေမရှိတော့ဘူးဖြောင်းဟာအကုန်စုပုံပြီးတော့ကောင်းနေတာဖြစ်လာတာပါလားအတ္တကဘာအဲ့ဒါကဘာကောင်းတယ်